အားလုံးမင်္ဂလာပါရှင်။ကျမတို့မြန်မာလူမျိုးတွေနေစဉ်စားသုံးနေတဲ့ကစွန်းရက်ဟာအရသာရှိုံသာမကပဲကျန်းမာရေးအတွက်ဘလောက်တောင်ကြိုးပြုလဲဆိုတာကျမမိတ်ဆွေများသိပါရဲ့လားရှင်။ဒီပို့စလေးမှာ ကစွန်းရက်ရဲ့အမကန်အဟာရဓာတ်တွေနဲ့ကျန်းမာရေးအကျိုးကျေးဇူး၅ချက်ကိုလင်းမြန်စွာပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကစွန်းရက်စားသုံးခြင်းဟာမျက်စိအကောင်းစေပါတယ်ရှင်။ ။အစွန်းရွက်မှာဗိုက်တာမင် A ဓာတ်နဲ့ဘီတာကယ်ရိုတင်းကျွဲဝါးစွာပါဝင်လို့မျက်စိအမြင်အာရုံကိုထပ်ပံ့ပေးပြီးမျက်စိရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အထူးသဖြင့်ညာဘက်မှာအမြင်အာရုံဝေဝါးတာတွေကိုတတ်တာစေပါလိမ့်ရှင်။ဒါပြင်ကစုံရဲ့စားသုံးခြင်းဖြင့်ဝမ်းမှန်စေပြီးဝိတ်ကျစေပါလေရှင်ကစုံရဲ့မှာအမြင့်တက်ဖိုင်ဘာပမာဏမြင့်မားစွာပါဝင်ပါလေ ဒါကြောင့်ဥလန်းချောင်းကိုတန့်စင်ပေးပြီးဝမ်းချုပ်တာကိုကာကွယ်ပေးပါရဲ့ရှင်။အမြင်တတ်များလို့ကြာကြီးပိုက်ပြည့်စင်ပြီးတော့ကိုလေးချိန်ထိန်ချုပ်သူတွေအတွက်လည်းကောင်းဆုံးပါပဲရှင်။ဒါ့အပြင်ကစွန်းရစားသုံးခြင်းဖြင့်လည်းသွေးအားကောင်းစေပါရဲ့ရှင်။ဒါဖြင့်အထူးသဖြင့်အမျိုးသမီးတွေနဲ့သွေးအားနည်းသူတွေအတွက်ကစွန်းရွက်ဟာတန်ထက်ကောင်းကောင်းရရှိစေတဲ့အင်းဒီရွက်ဖြစ်ပါတယ်။ တန်တက်ကသွင်းနေဥတွေထုတ်လို့ရမှာအေးပါလို့သွင်းအားနည်းတာကိုကာကွယ်ပေးပြီးကိုခန့်ဆွမ်းအားကိုလည်းညှင့်တင်ပေးပါတယ်ရှင်။ဒါပြင်ကစွန်းရဲ့စားသုံးခြင်းဟာနှလုံးနဲ့စီးချိုအတွက်လည်းအလွန်ကောင်းမွန်ပါတယ်ရှင်။ဒါပြင်ကစွန်းရဲ့မှာပိုတက်ဆီယမ်ဓာတ်ပါဝင်လို့သွေးပေါင်ချိန်ကိုထိမ့်ညိပေးနိုင်ပြီးနှလုံးကျန်းမာရေးကိုလည်းထောက်ကူပြုပါတယ်ရှင်။ဒါပြင်ကစွန်းရက်မှာပါတဲ့ဓာတ်တိုးစန့်ကျင်ပစ္စည်း antioxidants တွေက စီးကျိုသမားတွေအတွက်သွေးတွင်းတခြားသက်ကိုရှော့ချပေးရမှာလေထောက်ကိုပြုတ်နိုင်တယ်လို့သူတေသနာလေးလာချက်တွေကဆိုထားပါတယ်ရှင်နောက်ဆုံးကြိုးပြုတ်နေနေကတော့ကစုံရဲ့စားသုံးခြင်းဟာအသားရည်ကိုလှပစေပါတယ်ရှင်။ကစုံရဲ့မှာဗိုက်တာမင် A နဲ့ C ကျွဲဝစွာပါဝင်တဲ့အတွက်ကြောင့်အရေပြားချမ်းမာရေးကိုထောက်ပံ့ပေးပါတယ်။ Antioxidants တွေကအသားရည်ကိုပျက်စီးစေတဲ့ free radical တွေကိုတိုက်ထုတ်ပေးပြီးတော့ အသားရေကိုစူပြေတောက်ပစေဖို့။အိုမင်းရင်ရုံမှုကိုနှေးခွေးစေဖို့။ကိုညီပေးပါလေရှင်။ကဲမြင်တဲ့အတိုင်းပါပဲ။ကျမတို့မြန်မာလူမျိုးတွေအတွက်တော့ကစွန်းရဟာတကယ့်စူပါအစားအစာတစ်ခုပါပဲရှင်။ကဲဒီလိုအရသာရှိပြီးကျမ်းမာရဲ့အကျိုးကျေးဇူးတွေအများကြီးရရှိတဲ့ကစွန်းရက်လိုစားစာမျိုးကိုကျမတို့မြန်မာလူမျိုးတွေနေစဉ်ပြီးဝဲစားသုံးသင့်ပါတယ်ရှင်။ ။အစဉ်ရက်ကိုစားသုံးပြီးကျန်းမာပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။နောက်ထပ်ကျန်းမာရေးဘဝတ္တရတွေအတွက်ကျမတို့ရဲ့ channel